ပထမဆုံးခရစ်မတ်ဖြစ်မဲ့နှစ်မှာကောင်းကင်တမန်ကသတင်းစကားယူဆောင်လာပါတယ်။မတူညီတဲ့လူ၄မျိုးစီမှာ တူညီတဲ့သတင်းစကားယူဆောင်လာတာဖြစ်တယ်။အဲ့ဒါကတော့ကြောက်ရွံ့ခြင်း မရှိနဲ့။ကြောက်ရွံ့ခြင်းမရှိနဲ့။ โอเคအားလုံးပဲမင်္ဂလာပါ Merry Christmas ပါလို့အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်တခင်ယေရှုခရစ်တော်ယူဆောင်လာတဲ့ငိမ့်သချင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းအပြားပြားဒီတင်းတို့နဲ့တကွမိသားစုအားလုံးပေါ်မှာတက်ရောက်ပါစေလို့ရှေးဥစွာနှုတ်ခွန်းဆက်လိုပါတယ်ဒီကနေ့မှာတော့ Christmas သတင်းစကားအနေနဲ့ကြောက်ရွံ့ခြင်းမရှိနဲ့ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်ကြောက်ရွံ့ခြင်းအဲ့ဒီကြောက်ရွံ့ခြင်းဆိုတဲ့အရာကလူတိုင်းမှာရှိတယ် တချို့တွေကအမှောင်ကိုကြောက်တယ်တချို့တွေကမွေကိုကြောက်တယ်နော် တချို့တွေကရေကိုကြောက်တယ်နော်ရေတွေ့တာနဲ့ကြောက်တယ်ရေရေနစ်တဲ့မှာကြောက်တယ်တချို့တွေက အမြင့်ကိုကြောက်တယ်အပေါ်မတက်ရင်အမြင့်ကိုမတက်ရင်တချို့တွေကြတော့အမှောင်ကိုကြောက်တယ်ပြီးတော့တော်တော်များများအားလုံးလူလူဖြစ်တာကတိတ်ချင်းတရားကိုကြောက်တယ်ဆိုတော့ကျွန်တော်တို့အားလုံးလူသားမျိုးနွယ်စုအားလုံးမှာကြောက်ရွံ့ခြင်းဆိုတဲ့အရာကျွန်တော်တို့ရဲ့နှလုံးသားအတွင်းနဲ့ထဲမှာကိန်းအောင်းနေတာကိုတွေ့ရတယ် အဲ့ဒီကြောက်ရွံ့ခြင်းကဘယ်အနေလာတာလဲအာဒန်နဲ့အေဝါကိုပထမဆုံးဖျားသခင်ဖန်ဆင်းတဲ့အချိန်မှာဖျားသခင်ကကြောက်တတ်သောစိတ်တဘောကိုပေးတော်မူသည်မဟုတ်ဖျားကကြောက်တတ်တဲ့စိတ်မပေးဘူးတဲ့ဒါဆိုအဲ့ဒီကြောက်ရွံ့ခြင်းကဘယ်အနေလာတာလဲအာဒန်နဲ့အေဝါစကားနာမထောင်ဘူးဖျားသခင်ကမစားနဲ့လို့ကန့်တတ်ထားတဲ့ကောင်းမကောင်းတိကျွတ်ရအပြင်ရဲ့အတီးကိုစားတဲ့နေ့မှာသူ့ရဲ့အထဲမှာကြောက်ရွံ့ခြင်းစိတ်တဘောဝင်လာတယ် ဖျားသခင်လာပြီဆိုတဲ့အတန်ကြားတာနဲ့တောင်အမတန်ကြောက်ရွံ့ပြီးတော့ပုံနေခဲ့တယ်ဆိုတာကိုတွေ့နိုင်တယ်။ဒါကြောင့်မလို့အဲဒီကြောက်ရွံ့ခြင်းဆိုတာဘာလဲအပြစ်ရဲ့လက္ခဏာအပြစ်ရဲ့နောက်ဆက်တွဲစူးကျူးလို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့လူသားတွေအာဒံနဲ့အေဟဝါကနေဆင်းသက်လာတဲ့လူတိုင်းမှာဗီဇအဖြစ်ပါလာတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးကြောက်တတ်တာဖြစ်တယ်။ ဗီဇအပြစ်လို့ပြောတဲ့အခါမှာကပ်ပလီနှစ်ယောက်လက်ထပ်လို့ခလေးမွေးရင်ကပ်ပလီပဲမွေးတယ်အမေရိကန်မမွေးဘူးတရုတ်မမွေးဘူးမဲမဲတူတူကပ်ပလီပဲမွေးတယ်ထုံနီးလက်ကောင်းပါပဲအပြစ်ကအာဒန်နဲ့အေဝါကနဲ့မွေးလာတဲ့လူတိုင်းလူတိုင်းဒီဗီဇအပြစ်ပါလာတဲ့အပြစ်သားတွေဖြစ်တယ်ငိုယူပြီးမွေးလာတဲ့လက်သီးဆုပ်ပြီးတော့ဒေါသတွေနဲ့မွေးလာတယ်အဲ့ဒီအပြစ်သားကျွန်တော်တို့အားလုံးမှာကြောက်တတ်သောစိတ်တဘောကြောက်ရွံ့ခြင်းဆိုတဲ့အရာ နော်ပါလာခဲ့တယ်ဒါပေမဲ့လို့ခရစ်မတ်ဖြစ်မဲ့အချိန်မှာတခင်ခရစ်တော်မွေးဖွားမဲ့အချိန်မှာတည်င်းစကားကကျူပြီးတော့ရောက်လာတယ်အဲ့ဒါပါလဲဆိုတော့ကြောက်ရွံ့ခြင်းမရှိနဲ့ကျွန်တော်တို့ကိုကြောက်ရွံ့ခြင်းထက်ကနေလွတ်မြောက်စေမယ်အရှင်မွေးဖွားလာတော့မယ်ဟာလေလုယာဒါကြောင့်မေတော်မာရီနဲ့တွေ့တဲ့အခါမှာကောင်းကင်တမန်ကနော်ဒီ၄ယောက်မာရီယောသတ်ဒူထိန်ပြီးတော့ဇာခရီပထမဆုံးမာရီကိုပြောခြင်းတယ်မာရီစီမှာကောင်းကင်တမန်ထင်ရှားပြီးတော့နော်ဒီ သခင်ခရစ်တော်မွေးဖွားလာမယ်ဆိုတဲ့အရာကို ပြောတဲ့အခါမှာမာရိရဲ့စိတ်ထဲမှာဘလို့ဖြစ်မလဲကြောက်ရွံ့နေမှာမကြောက်လဲသူကအပြုတ်ကငှဖြစ်တယ် တော့လက်မထက်ရသေးဘူးသူချစ်သူရောတတ်တော်ရှိတယ်ဒါပေမဲ့လက်မထက်ရသေးဘူးအတူမနေရသေးဘူးဒါပေမဲ့သူကိုယ်ဝန်ဆောင်တော့မယ်ပတ်ဝန်းကျင်သူ့ဘာပြောမလဲမကောင်းတဲ့မိန်းမเนาะစသဖြင့်အမျိုးစုံသူ့ကိုတယောမယ်ကဲရဲမယ်အပြစ်တင်မယ်ရှုံချအဲ့ဒီအရာတွေတွေးရတဲ့ကြောက်ရွံ့နိုင်တယ်ဒါကြောင့်မလို့ကောင်းကင်တမန်အားပေးတာကြောက်ရွံ့ခြင်းမရှိနဲ့ဟာလေလုယာဒီတန်ရှင်းတော်ဝိငင်တော်အပြင်ပြိတ္တတွေဆွဲมาဖြစ်တယ်အဲ့ဒီ ကလေးကိုယေရှုဟူသောအမည်ဖြင့်မေးရမယ်ယေရှုဆိုတာပါလေမိမိလူတို့ကိုအပြစ်မှကယ်တင်မဲ့သူကျွန်တော်တို့အားလုံးကိုအပြစ်ကနေကယ်ချုပ်ပေးမယ်ယေရှုမွေးလာမယ်ကြောက်ရွံ့ခြင်းမရှိနဲ့ဆိုပြီးတော့မာရိကိုအားပေးစကားပြောခဲ့ပြီးတော့ယောသတ်ယောသတ်ကမာရိကိုဝန်ဆောင်ပြီးဆိုတော့တိတဲ့အခါမှာတိတ်တဆိတ်စုံခွာဖို့ကြိုးစားခဲ့ ဒါမဲ့ကောင်းကင်တမန်ကယောသတ်မကြောက်နဲ့မစိုးရိမ်နဲ့တဲ့ရဲ့ခင်ပုန်းကိုကြည့်ရှုရမယ့်အရာကိုမစိုးရိမ်ပါနဲ့အဲ့ဒီအရာကကောင်းကင်တမန်နော်စကားဖြစ်တယ်ကောင်းကင်တမန်ကနေယူဆောင်လာတဲ့သတင်းစကားယောသတ်စီမှာမကြောက်နဲ့လို့ပြောတာဖြစ်တယ်ယောသတ်ရဲ့တက်တောက်ကြည့်တဲ့အခါမှာလည်းနော်သူလဲကြောက်နိုင်တယ်ဒီမာရီကိုတာဝန်ယူတဲ့အခါမှာ ကိုဝင်ဆောင်လေသူ့အဖင်ဖြစ်တဲ့ကိုဝင်လည်းမဟုတ်ဘူးသူတောင်းဝင်ယူရတယ်သူတငယ်ချင်းတွေပါပြောမလဲဟာနေလူငနွားနေလူစင်စစ်ကနေနွားဖြစ်ချင်တာနော်ဒီလောက်တောင်တုံးရလားဒီလောက်တောင်အားရလားဘာကြောင့်ကိုဝင်ရှိတဲ့အမျိုးသမီးကိုနင်ကတောင်းဝင်ယူရမှာလဲစသဖြင့်အမျိုးဆုံးသူ့ကိုအပြစ်တင်နိုင်တယ်ဒါတွေကိုသူရင်ဆိုင်နိုင်ဖို့ကြောက်ရွံ့ခြင်းမရှိနဲ့ဆိုပြီးတော့ကောင်းကင်တမန်ကသူ့ကိုအားပေးဆက်ကပြောတယ် ပြီးတော့သခင်ယေရှုခရစ်တော်မွေးပွားလာတဲ့အချိန်မှာပထမဆုံးကောင်းကင်တမန်တွေကောင်းကင်တမန်ကတူးထိန်တွေစီမှာထင်ရှားတယ်။တူးထိန်တွေစီမှာလည်းအဲ့ဒီစကားပဲပြောတယ်။ကြောက်ရွံ့ခြင်းမရှိနဲ့ဟာလေလုယာ။ နော်တိုးထိန်တွေဆိုတာအင်မတန်အားငယ်တဲ့သူတွေကြောက်ရွံ့ခြင်းနဲ့ပြည့်နေတဲ့သူတွေနော်လူလူနဲ့သူနဲ့မတူအောင်ဟိုးစင်ရဲသားတွေဖြစ်တဲ့အငှားတိုးထိန်တွေဖြစ်တဲ့ဒါပေမဲ့သူတို့စီမှာဝမ်းမြောက်စရာတည်င်းစကားရောက်လာကြောက်ရွံ့ခြင်းမရှိနဲ့ဟာလေလုယာပြီးတော့နောက်ဆုံးဇာခရီဇာခရီယာကြတော့မေတော်မာရီကိုမဆောင်ခင်6လအလုံးမှာဇာခရီစီမှာကောင်းကင်တမန်ထင်ရှားပြီးတော့ကြောက်ရွံ့ခြင်းမရှိနဲ့နော်တည့်ရခင်ပွန်းတနည်းအားဖြင့်တည့်ရဇနီးတဲ့ အဲလိရှပက်လို့ခေါ်တယ်အဲလိရှပက်ကမြုံနေတယ်ဒါပေမဲ့ကလေးရမယ်အဲ့ဒီကလေးကိုယောဟန်လို့နာမည်ပေးရမယ်အဲ့ဒီယောဟန်သည်သခင်ယေရှုခရစ်တော်ရဲ့ရှေ့ပြေးဖြစ်တဲ့သခင်ယေရှုခရစ်တော်လာတဲ့လမ်းကြောင်းကို ပြင်ဆင်ရတော့တမန်ဖြစ်တယ်ဒါကြောင့်မလို့နော်ယောဟန်ရဲ့အဖေဖြစ်လာမယ်ဇာခရီစီမှာလည်း တူမီတဲ့တည်င်းစကားရောက်လာတယ်ကြောက်ရွံ့ခြင်းမရှိနဲ့ဒါကြောင့်တမချန်းစာတိုင်းမှာကျွန်တော်တို့ကြည့်တဲ့အခါမှာကြောက်ရွံ့ခြင်းမရှိနဲ့စိုးရိမ်ခြင်းမရှိနဲ့ဆိုတဲ့စကားလုံး365ချိန်ပါပါတယ်ဒါပေါ့ပြောချင်တာလေတစ်နှစ်မှာ365ရက်ရှိတယ်အဲ့ဒီ365ရက်လုံးလုံးကျွန်တော်တို့စိုးရိမ်ခြင်းကြောက်ရွံ့ခြင်းမရှိရလေအောင်ဖခင်တခင်ကတာဝန်ယူထားတယ်ဆိုတာကိုဖခင်သိစေချင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့တခေခရစ်တော်ကို ကျွန်တော်တို့နှလုံးသားထဲမှာမွေးဖွားခွင့်ပေးတယ်ဆိုရင်ကျွန်တော်တို့ကြောက်ရွံ့ခြင်းထဲကနေလွတ်မြောက်နိုင်မှာဖြစ်တယ်။နောက်ပတ်တည်အနေနဲ့ဘယ်ထဲကနေလဲတည်ခြင်းတရားကိုကြောက်နေရတဲ့အတ္တတရားတွေကနေလွတ်မြောက်မှာဖြစ်တယ်။ကျွန်တော်အတ္တတရားထဲမှာဆိုဟိုးငငယ်တော့တောင်ပေါ်မှာနေရတယ်တောင်ပေါ်ဆိုတာတောင်တွေကိုဖောက်ပြီးတော့လမ်းလမ်းဖောက်ရတာဆိုတော့အဲ့ဒီကားတွေကနော်လမ်းချင်းချင်းထဲမှာသွားရတယ်နော်မတော်တဆအများနော်ဘိန်းချော်သွားရင်အဲ့ဒီတောင်အောက်ကိုထိုးဆင်းကြတယ်တောင်အောက်မှာနော်ပြုတ်ကြကုန်တယ် တော့ပွဲချင်းပြီးအားလုံးတေရတယ်အဲ့ဒီတရင်တွေကြားတဲ့အခါမှာကားတောင်မစည်းရဲအရန်ကြောက်တယ်တေချင်းတယောက်ကအမြဲတမ်းကျွန်တော်ကြောက်ရွံ့ခဲ့တယ်ဒါပေမဲ့လည်းတရက်မှာနော်လက်ကန်းစာဆောင်ကျွန်တော်ဖတ်ရတယ်တင်တော့မင်္ဂလာရှိတော်တည်င်းစကားလို့ခေါ်တဲ့ဒီလက်ကန်းစာဆောင်ငယ်လေးကျွန်တော်ဖတ်တဲ့အခါမှာ ။အိုးကျွန်တော်သခင်ခရစ်တော်ရဲ့ခြေဆုပ်ပြုတ်ခြင်းငါရဲ့အပြစ်ကြွေးရှိရှိသမျှအတွက်သခင်ခရစ်တော်ဟာကားတိုင်ပေါ်မှာအသွေးသွန်းလောင်းခဲ့တယ်။အပြစ်ကိုဆေးကြောတတ်ဆင်းခဲ့တယ်။အဲ့ဒီသခင်ယေရှုခရစ်တော်ရဲ့ခြေဆုပ်တော်ကိုကျွန်တော်လက်ခံရရှိတဲ့နေ့မှာပဲကြောက်ရွံ့ခြင်းလုံးဝမရှိတော့ ်ကျွန်တော်တသက်လုံးကြောက်လာတဲ့တဲချင်းတရားကိုကျွန်တော်လုံးဝမကြောက်တော့ဘူးငြိမ်သက်ချင်းရှိတယ်ဒါကြောင့်ယေရှုကိုယုံကြည်လို့ပထမဆုံးရတဲ့အကျိုးကတော့ကြောက်ရွံ့ခြင်းမရှိတော့ငြိမ်သက်ချင်းနဲ့ပြည့်တယ်အာလလူးယာစိုးရင်ချင်းကြောက်ရွံ့ခြင်းလုံးဝမရှိဘဲနဲ့ငြိမ်သက်ချင်းအပြည့်နဲ့အသက်ရှင်စေတာဒီတခင်ခရစ်တော်ရဲ့ကေတင်ချင်းမဟာပဒင်းကောင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာတေချင်းတရားကိုတင်ကြောက်ရွံ့နေသေးလား။တင်တေးရင်ဘယ်သွားမလဲဆိုတော့ အရာစိုးရင်ကြောက်ရွံ့နေတဲ့တယ်ဆိုရင်တော့တည်ငောင်းရှိပါတယ်တခင်ခရစ်တော်မွေးဖွားလာတယ်အဲ့ဒီတခင်ခရစ်တော်ရဲ့နာမပါလေယေရှုတဲ့ယေရှုဆိုတာမိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူတင်းအပြစ်ဗီဇအပြစ်အဒနေဝါစီယနီပါလာတဲ့တင်းရဲ့ဗီဇာအပြစ်တော်လကောင်အဲ့ဒီဗီဇာအပြစ်ပါလာတဲ့အတွက်ဒုစရဲ့အပြစ်ပွားတယ်တင်းကိုအပြစ်လို့ဘယ်သူမှတင်ပေးစရာမလိုဘူး တင်ဗီဇအပြစ်ပါနေတဲ့အတွက်အလိုလိုအပြစ်လုပ်တတ်တယ်။ဆိုပါစို့ခွေးတကောင်ခွေးဗီဇပါနေတဲ့အတွက်နော်ဟောင်ဘူးတင်ဗေးစီအောင်မလို့မဟောင်နဲ့လို့တားလို့လည်းမရဘူးသူ့ရဲ့ဗီဇအလျောက်သူကအလိုလိုလုပ်တတ်တယ်။ထို့နည်းလည်းကောင်းမယ်ကျွန်တော်တို့လူသားတွေဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတင်ပါကြောင့်အပြစ်လုပ်တတ်တာလေဗီဇအပြစ်ပါနေတဲ့အတွက်ဖြစ်တယ်။ ဒုစရအပြစ်ပွားလာတယ်လိန်တက်တယ်ခိုးတက်တယ်ချိန်ဆဲတက်တယ်တော့မကောင်းတဲ့စကားအမျိုးမျိုးပြောတတ်တယ်ဘာကြောင့်လဲဗီဇအပြစ်ပါလို့ဒုစရအပြစ်ပွားနေတာဖြစ်တယ်အဲ့ဒီအပြစ်သားတွေဘယ်သွားရမလဲအပြစ်ရခတိတ်ချင်းငရေဖြစ်တယ်ဒါပေမဲ့အဲ့ဒီထဲကနေလွတ်မြောက်စေဖို့တခင်ခရစ်တော်မွေးဖွားလာပေးတယ်။ထိုတခင်ကဘာလုပ်ပေးခဲ့လဲ။လက်ဝါးကားတိုင်းပေါ်မှာအသွေးသွန်လောင်းအပြစ်စေချောပေးတယ်။အဲ့ဒီတခင်ခရစ်တော်သွန်လောင်းတော်မူသောအ အတွေးတော်တည်အပြစ်ရှိရှိသမျှစင်ကြယ်စေတယ်။တင့်ရဲ့ဗီဇာအပြစ်အားလုံးကိုစင်ကြယ်စေတယ်။တင့်ရဲ့ဒုစရိုက်အပြစ်တင့်အတိတ်မှာလုပ်တဲ့အပြစ်ယခုလက်ရှိလုပ်နေတဲ့အပြစ်အနာဂတ်မှာတင့်မတိသေးတဲ့အပြစ်ထိတောင်မှအားလုံးစေချုံတန်ဆင်ပေးပြီးသွားပြီ။ အပြစ်ရခတဲ့ချင်းကိုလက်ဝါးကားတိုင်းပေါ်မှာတခင်ခရစ်တော်ဆက်ပြီးတော့ပြီ။သူကဖျားစစ်ဖျားမှန်ဖြစ်တဲ့အတွက်သုံးရက်မြောက်မှာရှင်ပြန်ထမြောက်လာတယ်။အဲဒီအရှင်တခင်ခရစ်တော်ကိုတစ်နှလုံးသားထဲမှာနေရပေးမယ်။ဟောဒီခရစ်မတ်အချိန်ခါတမရမှာတင်မွေးဖွားခွင့်ပေးတယ်ဆိုရင်တင်ကြောက်ရွံ့ခြင်းမရှိရတော့။တင်ကြောက်စရာမလိုတော့ငြိမ်သက်ခြင်းနဲ့အသက်ရှင်ရမှာ ဖြစ်တယ်။တင်ငရဲသွားစရာမလိုတော့ဘူး။ငရဲတကားကိုတခင်ခရစ်တော် ပြီးသွားပြီဖြစ်တယ်။ဒါကြောင့်မလို့တေချင်းတရားကိုကြောက်ရွံ့ခြင်းမရှိရတော့ဘဲနဲ့တေချင်းတရားရဲ့စိုးမိုးခြင်းကြောက်ရွံ့ခြင်းတွေကိုသခင်ခရစ်တော်ကဖယ်ရှားပေးတာဖြစ်တယ်။ဒါကြောင့်မလို့သခင်ခရစ်တော်ကိုကျွန်တော်တို့ယုံကြည်လက်ခံဖို့ရည်ကြည်တယ်။ထူတီတာမကပါဘူး။ကျွန်တော်တို့လက်ရှိအသက်ရှင်နေတဲ့နေရချင်းတရက်ချင်းတရက်ချင်းနေရစင်တိုင်းမှာလေသူသခင်ကကျွန်တော်တို့နဲ့အတူရှိမယ်။ဒါကြောင့်မလို့သူငယ်တော်ရဲ့နာမည်ကိုနောက်တစ်မျိုးပြောထားတယ်။ဘာလဲ?အေမာနွေလား။ အမနွေလာဆိုတာငါတို့နဲ့အတူရှိတော့ဖယားတင်းနဲ့အတူအမြဲတမ်းကက်ကပါကုန်ဒီတိုင်အောင်သူတခရန်တင်းနဲ့အတူရှိနေမှာဖြစ်တဲ့တင်ဘေးရာပဲကြုံတာပါစေ။ तू ကရှေ့ရနေပြီးတော့တင့်တွက်ရင်ဆိုင်ပေးမှာဖြစ်တယ်။ဒါကြောင့်မလို့တင်းနေ့ရစင်တိုင်းစားဖို့တောက်ဖို့စိုးရင်စရာမလိုတော့ဘူး။ဘာကြောင့်လဲ။ဖယားတခရန်နော်။ ဟက်တွေတောင်ဘာလုံးမှမလုပ်ဘူးစပကြီထဲမှာစပားတွေမစုသိမ့်ဘူးအဲ့ဒီအရာကိုတောင်ဖရကျွေးမွေးတယ်မဟုတ်ဘူးလားတဲ့တင့်ကိုလည်းကျွေးမွေးတယ်မကျွေးမွေးမယ်တဲ့ဒါကြောင့်မလို့မကြောက်နဲ့မစိုးရိမ်နဲ့တော့တင်ဘလို့ဝတ်ရမလဲမစိုးရိမ်နဲ့တောမှာရှိတဲ့တောနှင်းပြင်တွေကြည့်ပါတောနှင်းပန်းတွေကြည့်ပါ နော်သူတို့ကအဝတ်နဲ့ဖုံထားတယ်ရှောလမုံမင်းကြီးအဝတ်ထက်တောင်မှตาရွေမြတ်တယ်မဟုတ်ဘူးလားဒါကြောင့်မလို့ဘယ်လိုစားရမလဲဘယ်လိုဝတ်ရမလဲဆိုတာလေမကြောက်နဲ့တစ်ဘဝတစ်ခုလုံးကိုတာဝန်ယူပေးမယ်အေမာနွေလာတင်တဲ့အတူရှိတော်ဖျားဖြစ်ပါတယ်ဒါကြောင့်မလို့ယခုဘဝအတွက်ရောနောက်ဘဝအတွက်ရောအာမခံချက်ပေးတာဒီသခင်ယေရှုဖျားပဲဖြစ်တယ်လောကမှာဖျားများစွာရှိပါတယ်ပွင့်ပါတယ်ဒါပေမဲ့အဲဒီဖျားတွေကတော့ အာမခံချက်မပေးဘူးမင်းတာလို့ရင်ဒါဖြစ်မယ်မင်းကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်အဲ့ဒီအထိပဲသူတို့ပြောနိုင်တယ်ဒါမဲ့တင့်ဘဝတင့်တမလွန်ကိုတောင်းဝင်ယူနိုင်တာငရဲကနေလွတ်ဆယ်နိုင်တာယေရှုတပါးတွေပဲရှိတယ်ဒါကြောင့်ကောင်းကင်အောင်မြေကြီးပေါ်မှာကယ်တင်နိုင်သောနာမသည်သခင်ခရစ်တော်ယေရှုဆိုတဲ့နာမပဲရှိတယ် ထိုဒီတမကဘူးယခုဘဝမှာလဲစားဖို့တောက်ဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့အကုန်လုံးကိုတာဝန်ယူပြီးတော့မဆမှာဒီအေမာနွေလကျွန်ုပ်တို့နဲ့အတူရှိတော်ဖရာဖြစ်တယ်။ဒါကြောင့်မလို့ခရစ်စမတ်တရင်ကောင်းပြောချင်ပါတယ်။မကြောက်ပါနဲ့။ဟာလေလုယာ။ဒါကြောင့်ကျွန်တော်တို့တခြင်းဆိုတဲ့ I'm no longer a slave to fear I am a child of God. I'm no longer a slave to fear. ကြောက်ရွံ့ခြင်းရဲ့ခြေကျုံမဟုတ်တော့ဘူး။ငါဟာဖရာရဲ့သားဖြစ်တယ်။အာမင်။အဲ့ဒီကြောက်ရွံ့ခြင်းဟာနော်ချစ်ချင်းမေတ္တာနဲ့တွေ့တဲ့အခါမှာအရေးပြောတယ်။ hallelujah ။ဂုတကူထဲမှာခြင်တဲ့နဲ့ကြားနဲ့နှကောင် အတူအောင်းလို့မရ။အဲ့လိုပဲကြောက်ရွံ့ခြင်းတောင်းဝင်ကနဲ့ချစ်ချင်းမေတ္တာနဲ့အတူတူပေါင်းဖော်လို့မရ ဖရာသခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏တဲ့။အဲ့ဒီချစ်ချင်းမေတ္တာဖြစ်တဲ့ဖရာသခင်ဟာလောကထဲမှာတင့်အတွက်စင်းကြွလာတယ်။တင့်ရဲ့နှလုံးသားထဲမှာအဲ့ဒီချစ်ချင်းမေတ္တာအရှင်ယေရှုကိုတင်နေရပေးတယ်ဆိုရင်ကြောက်ရွံ့ခြင်းကထွက်ပြေးသွားမှာဖြစ်တယ်။ကြောက်ရွံ့ခြင်းကအေးပြော်သွားမှာဖြစ်တယ်။ဟာလေလုယ။ကြောက်ရွံ့ခြင်းကိုအောင်ပြီးတော့ဒီလောကကိုအောင်နိုင်တဲ့အခွင့် ်เนาะလောကဒဏ်ကိုအောင်နိုင်တဲ့အခွင့်လည်းသင်ရရှိမှဖြစ်တယ်ဒါကြောင့်မလို့ယခုဘဝရော နောက်ဘဝအတွက်ရောနှစ်ဘဝအကျိုးနဘဝလုံးကိုကဲတင်နိုင်တာဒီသခင်ခရစ်တော်ပဲဖြစ်တယ်။ဒါကြောင့်ဒီသခင်ယေရှုခရစ်တော်ကိုဒီခရစ်မတ်အချိန်ခါတည်းမရမှာတင့်နှလုံးသားထဲမှာမွေးဖွားခွင့်ပြုပါဆိုတဲ့သတင်းစကားကိုပြောရင်းနဲ့အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါစို့။